်မင်္ဂလာပါရှင်ခသစ်တယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ကြောက်ဖြူတိုက်ပွဲတန်ရာရတပ်သားများကိုစစ်ကောင်စီကစစ်တွေစင်ုံကိုပို့ဆောင် ကုတနီတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြပြူမြို့နယ်မှာအာနာသိန်းစစ်ကောင်စီတပ်နဲ့အရခတ်တပ်တော်အင်အီတို့ကြားတိုက်ပွဲများပြင်းထန်နေပြီးတန်ရရတသား9စစ်ကောင်စီကစစ်တွေမျိုးပြည်သူစေယုံနဲ့တပ်နယ်စေယုံကိုပို့ဆောင်ကုသပေးနေပါတယ်။ဧပြီလနောက်ဆုံးပတ်နဲ့မေလပထမပတ်တွင်ကြပြူမြို့နယ်စစ်ကောင်စီရဲ့အမှတ်32ရဲတပ်ရင်အနီးနဲ့တညရီဟီတာစခန်းကြီးတို့မှစစ်ကောင်စီနဲ့အင်အီတို့တိုက်ပွဲပြင်းထန်နေပါတယ်။ကြပြူမြို့နယ်တိုက်ပွဲတွင်တန်ရရရှိတဲ့တသားများကိုစစ်ကောင်စီကစစ်တွေစေယုံနဲ့တပ်နယ်စေယုံတွေကိုပို့ဆောင်ကုသပေးနေကြောင်းစစ်တွေမျိုးတရင်အရှင်မြစ်တို့ကပြော ါ်ပါရယ်အရေးအတွက်ကတိတိကျကျတော့မသိဘူးကြောက်ပြူတိုက်ပွဲကဒဏ်ရာရတပ်သားတွေကိုစစ်တွေစေယုံကြီးမှလာရောက်ကုသပေးနေရင်သူတို့တပ်သားတွေထားတဲ့နေရာကိုပြည်သူတွေကိုဝင်ခွင့်မပေးဘူးပြီးတော့တပ်နယ်စေယုံနေပို့ထားတယ်စေကုသဖို့ရောက်လာတာ3-4ရက်လောက်တော့ရှိနေပြီလို့ပြောပါရယ်အခြားသောတရင်အရှင်မြစ်တွေရဲ့ပြောပြချက်အရကြောက်ပြူတိုက်ပွဲမှာစစ်ကောင်စီတပ်သား20ဦးထပ်မင်းစစ်တွေစေယုံမှာစေကုသလျက်ရှိနေပြီးစေကုသနေရာကိုအတီးပြနိုင်တော့လဲအရေးအတွက်ကိုတီးခြားအတီးမပြနိုင်သေးပါဘူးကြောက်ပြူမျိုးနဲ့တိုက်ပွဲမှာအရခတ်တက်တော်ရင်ကထိုးစစ်ကြောင်စစ်ကောင်စီဗ မာအထင်နာပြီးစစ်ကြောင်းအချို့နောက်ဆုတ်သွားတဲ့အခြေအနေရှိရလို့ကြောက်ပြူတည်င်းအရှင်မြစ်ကပြောပါရယ်အမှတ်30နဲ့ရေတန်ရင်နဲ့တညောင်းရီဟီတက်စကန်တစ်ပုတ်တောင်ဟီတက်စကန်အနီကစစ်တပ်ရဲ့ကာကင်းတွေကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်နေတာတချို့ကာကင်းစကန်နဲ့တက်စကန်တချို့ကိုအေအေကနေရာဝင်ယူထားနိုင်တယ်လို့သိရပါရယ်စစ်ကောင်စီစစ်ကြောင်းတွေကာကင်းစခန်းတချို့ကလည်းအမှတ်30နှစ်ပတ်ကိုနောက်ဆုတ်သွားတာရှိရင်လက်ကမောတပ်စခန်းကိုတောင်းအေအေကတင်လိုက်ပြီလို့သိရတယ်။ဒီကြတော့အတိမပြုနိုင်သေးဘူး။ ကျောက်ဖြူတိုင်ပွဲကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်နေရလို့ပြောလို့ရပါတယ်လို့ပြောပါတယ်။ကျောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲမှာလည်းလအနေငယ်ကြားဂျိုကြားတိုက်ပွဲများနဲ့ဖြစ်ပွားလျက်ရှိပြီးအခုရက်ပိုင်းတွင်အေအေထိုးစစ်အရှိန်မြင့်လာတာကြောင့်တိုက်ပွဲမှာပိုပြင်းထန်လျက်ရှိရလို့သိရပါတယ်။ဒီတိုက်ပွဲတွေကြောင့်ကျောက်ဖြူမြို့နယ်ကကျေးရွာပေါင်း20ထပ်မင်းနဲ့မှထွက်ပြေးတင်းရှောင်နေရပြီးတောင်းနဲ့ချီနေပြည်သူတွေလည်းအိုးမဲ့အိမ်မဲ့ဒုက္ခသည်တွေဖြစ်နေကြောင်းသိရပါတယ်။စစ်တမ်းကြောင့်စစ်ပီးရှောင်ဒုက္ခသည်တွေရဲ့စားတောက်ရင်းနဲ့အမိုးအကနဲ့ကျန်းမာရေးအဆောင်ရှောင်များအရေးတကြီးလိုအပ်နေရလို့ စစ်ပေးဆောင်တွေကကုညီသူတွေကပြောပါတယ်နောက်ထပ်တပုံးနေနဲ့ကြဝရောင်မျိုးနဲ့တွင်စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကပြည်သူတအုပ်ကိုလယ်လီတက်ပြီးထမ်းတက်နေသူတအုပ်ကိုလည်းပြစ်ခတ်တပ်ဖြတ်ကပြည်သူ30ကျော်ကိုလူသားတိုင်းဖြစ်ဖမ်းဆီးသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းကြဝရောင်မျိုးနဲ့တွင်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်က ပြည်သူတအုပ်ကိုလယ်လီတက်ဖြတ်ပြီးထန်တက်နေသူတအုပ်ကိုလည်းပြစ်ခတ်တက်ဖြတ်ခဲ့ကြောင်းညောင်ခရိုင်ပါကဖာမှသတင်းတာဝန်ရှိသူတအုပ်ကပြောပြခဲ့ပါတယ်။မေလာနေ့ရက်နေ့မှာငတ်တရောင်မြို့မှာကြော်ဝရောင်မြို့နဲ့ကမ်းဖြူချင်းရွာကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကပြည်သူနောက်ကိုဖမ်းဆီးတက်ဖြတ်ပြီးပြည်သူ30ကျော်ကိုလူသားအတိုင်းဖြစ်ဖမ်းဆီးသွားကြောင်းသိရပါတယ်။အဲ့ဒီစစ်ကြောင်းကမေလာ၄ရက်နေ့မှာကမ်းဖြူချင်းရွာလေပြင်းသားတဲတိုက်ပွဲမှာထန်တက်နေတဲ့ပြည်သူတအုပ်ကိုလိုက်လံဖမ်းဆီးနေစဉ်တနက်နဲ့လိုက်လံပြစ်ခတ်ခြင်းကြောင့်ပေါင်နဲ့ဝမ်းပိုင်မှာတနက်ကြီး ီးထိမှန်ပြီးတရားရရှိကတည်ဆုံးခဲ့ကြောင်းသိရပါရယ်။မေလ9ရက်နေ့မနက်ပိုင်းမှာကမ်းဖြူကြီးရွာမှာနေထိုင်တဲ့ကိုအောင်ဆန်းဝင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဖမ်းဆီးပြီးခြေကိုကျိုးတုပ်ချီနှောင်ပြီးဝမ်းပိုက်ကိုထားနဲ့ထိုးသွင်းကလည်းလိတက်ဖြတ်ခဲ့ကြောင်းသိရပါရယ်။ဒါ့အပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကငတရောင်မျိုးရှိအိုရင်ဂျိုးပင်သားထောက်ဝါကမ်းဖြူကြီးကန်ကုတော်ရွာတို့မှာပြည်သူ30ကျော်ကိုလူသားတိုင်းဖြစ်ခေါ်ဆောင်ခဲ့ကြောင်းသိရပါရယ်။စစ်ခွေးစစ်ကြောင်းကငတရောင်မျိုးတွေကထွက်လာခဲ့တာပြည်သူတွေကိုလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာအမျိုး ို့သားတွေကြီးပဲဖမ်းသွားတာထန်တက်နေတဲ့ပြည်သူတအုပ်ကိုလည်းစစ်ကွေးတွေကလိုက်ဖမ်းနေတာဖမ်းတာတော့သူကထွက်ပြေးတယ်ပြီးတော့နောက်ကလိုက်ပြစ်လို့ကြီးထိမှန်ပြီးတင်းဆုံတာဖမ်းစည်းခံရတဲ့သူတွေကမှကိုအောင်ဆန်းဝင်ကိုကြိုးချပြီးဘိုက်ကိုဓာတ်နဲ့ထိုးတယ်ပြီးတော့လက်နီးတက်ဖြတ်သွားတယ်လို့ညောင်ခရိုင်ပတ်ကဖမ်းမှာတာဝန်ရှိသူတအုပ်ကပြောပါတယ်အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းကလက်ရှိချိန်မှာငတရားမျိုးကိုပြန်လည်စုခွာသွားပြီးအင်အားများထပ်မံဖြည့်တင်းနေကြောင်းသိရပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်ထိုင်းလီပိုင်းနဲ့အတွင်းသို့တန်တရားဖြစ်ပွဲလီရင်တစည်းဝင်ရောက်လာတဲ့အတွက်ထိုင်းလီတပ်က F60 တိုက်လေနှစ်စီးအရေးပေါ်စေလွတ်ကင်းလေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ထိုင်းလီပိုင်းနဲ့အတွင်းကိုတန်တရားဖြစ်ပွဲလီရင်တစည်းဝင်ရောက်လာတဲ့အတွက်ထိုင်းတော်ဝင်လီတပ်မှ F60 တိုက်လေနှစ်စီးအရေးပေါ်စေလွတ်ပြီးတတိပီးကင်းလှည့်ပြန်တန်းနေကြောင်းထိုင်းတော်ဝင်လီတပ်နဲ့ထိုင်းသတင်းဌာနတွေကထုတ်ပြန်ပါတယ်။ဒီကနေ့နေ့လယ်12:45မိနစ်ဝင်ချိန်ချင်းတန်တရားဖြစ်ပွဲလီရင်တစည်းထိုင်းလီပိုင်းနဲ့အတွင်းကိုဝင်ရောက်ပြန်တန်းတဲ့အတွက်ထိုင်းလီ ီတန်ကထိုင်းမြန်မာနယ်စပ်ကန်ချန်နပူရီကို F60 တိုက်လေယာဉ်စီကိုဆင်လွတ်လိုက်ပြီးအိမ်နီးချင်းနိုင်ငံဘက်မှဒူးကျော်မလာစေဖို့တတိပေးကင်းလက်နေကြောင်းသိရပါတယ်။ကန်ချန်နပူရီအခြေစိုက်သတင်းဌာနကတော့ထိုင်းလီတန်ရဲ့လေယာဉ်စီပြန်တန်းကင်းလက်နေတဲ့ဗီဒီယိုတွေကိုတင်ပြခဲ့ပါတယ်။ထိုင်းသတင်းဌာနတစ်ခုကတော့တန်နီယာဖြစ်ပွဲလေယာဉ်စီထိုင်းလီပိုင်းနဲ့တွင်ကိုဝင်ရောက်လာတဲ့အတွက်ထိုင်းလီတန်ရဲ့ F60 တိုက်လေယာဉ်ကိုဆင်လွတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ရှိစကြုံနဲ့တဲကုံမျိုးတို့မှစစ်တပ်စစ်ကြောင်းနဲ့ဂိတ်စကန်တို့ကိုတော်လိုင်းတပ်တွေကတိုက်ခိုက်တဲ့အကြောင်း တင်ဆက်ပေးပါမယ်။မကွေတိုင်းရှိစကြုံမြို့ပေါ်ရှိရုံပေါင်းဆောင်အတွင်ကိုရှေခခရင်များပို့ဆောင်ပြီးပြန်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားနှုတ်အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းရှိစကြု PDF တပ်ဖွဲ့မှတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။မေလ3ရက်နေ့ညနေ4နာရီဝန်းကျင်ကရှိစကြုံမြို့နယ်အခြေဆိုင်ခလာရ258တန်းရင်မှာအင်အား90ခန်းပါစစ်ကြောင်းကရှိစကြုံမြို့ပေါ်ရှိရုံပေါင်းဆောင်တွင်ကိုရှိခခရင်များပို့ဆောင်ပြီးပြန်လည်ထွက်ခွာလာစဉ်ရှိစကြုံမြို့အထွက်တနေရာမှာရှိစကြုံမြို့နယ်ပြည်သူ ကာကွယ်တပ်ဖွဲ့ဝင်တွေကအမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရေစက်ကျိုးအမျိုးအထွတ်မှာပေါ်တန်ရင်နဲ့တော့နည်းနည်းဝေးတယ်မျိုးနဲ့တော့နီးတယ်ပရိသာလေးလုံးတွေတပ်ပွိုင်းနဲ့တိုက်ခိုက်တာနှစ်ယောက်ကတော့ထင်ရရတယ်လို့သတင်းရတယ်။တည်ရလို့တော့မကြသေးဘူးရဲဘော်တွေကတော့အလုံးအေးဆေးပြန်ဆုံနိုင်ခဲ့ပါတယ်လို့ရေစက်ကျိုး PDF တပ်ဖွဲ့မှာတာဝန်ရှိသူတောင်းကပြောပါတယ်။ရဲဘော်တွေအလုံးအေးဆေးဆေးပြန်ဆုံနိုင်ခဲ့ပါတယ်လို့ပြောပါတယ်။ဒီလိုမိုင်းဆွဲတိုက်ခိုက်မှုအတွင်းစစ်သားနှုတ်ပြင်းထန်ထင်ရရရှိသွားပြီးအဲ့ဒီအကြံဖက်စစ်တပ်စစ်ကြောင်းမှာခလာရ256တိုင်ရင်နဲ့258တိုင်ရင်တွေကို နှစ်ဖွဲ့ဖွဲ့ပြီးဝင်ရောက်သွားကြောင်းသိရပါရယ်။တာအပြင်ပဲခူတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်စင်မီဆွဲမြို့ရှိစိုက်ပျိုးရေးစခန်းမှာတက်ဆွဲထားတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာထိခိုက်ဒေဆုံးမှုတွေရှိနိုင်ကြောင်းပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3601တိုင်ရင်မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ မေလ9ရက်ည9:30မိနစ်ကတဲကုန်းမြို့နယ်စီမီဆွဲမြို့ရှိစိုက်ပျိုးရေးစခန်းမှာတက်ဆွဲထားတဲ့အကြံဘက်စစ်ကောင်စီခိတ်စခန်းကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတေဆုံးအလောင်းများနဲ့ဒဏ်ရာရရှိသူတွေကိုညရင်းချင်းပြည်မျိုးဘက်ကိုတင်ဆောင်သွားကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဖြေခရန်ပြည်သူ့ကာကွယ်တပ်မတော်3600တိတိုင်ရင်တက်ခွဲငါရှဲပေါ်တွေကတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ွေပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုလူအားနဲ့တော်၎င်းငွေအားနဲ့တော်၎င်းဆိုင်ကယ်ကားတို့ကို၎င်းကုညီထောက်ပံ့ခြင်းများမပြုလုပ်ကြဖို့အတိအပြေတိုက်တွန်းထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မေလကုန်ထိအပြစ်ရမယ်လို့စစ်ကောင်စီထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်တန်တဲ့ဒေသတွေမှာပြန်လည်ထူထောင်ရေးလုပ်ငန်းအရှိန်ဟုန်ဖြင့်ဆက်လက်လှုပ်ဆောင်နိုင်ဖို့နဲ့ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်စေဖို့မေလ6ရက်နေ့မှာ32ရက်နေ့ထိယာယီပြစ်ခတ်ရက်စဲမှုရက်စဲထားမယ်လို့စစ်ကောင်စီကမေလ6ရက်မှာထုတ်ပြန်ပါတယ်။၎င်းတို့အပြစ်ရထားတဲ့ကာလမှာဆက်သွယ်ရေးလမ်းကြောင်းတွေကိုတိုက်ခိုက်ခြင်းတပ်စခန်းမြ များတက်ဌာနချုပ်တွေကိုတိုက်ခိုက်ခြင်းအင်အားစုဆောင်ခြင်းပြင်ဆင်စုဖွဲ့ခြင်းနေမြေချဲ့တွင်ခြင်းများဆောင်ရွက်ပါကတုံ့ပြန်သွားမယ်လို့စစ်ကောင်စီကဆိုပါတယ်ပြီးခဲ့တဲ့မလ28ရက်မှာဖြစ်ပေါ်ခဲ့တဲ့အင်အားပြင်းကလင်းကြောင့်စစ်ကောင်စီက EP နှစ်ရက်မှ30ရက်နေ့ထိယာယီပြစ်ခတ်ရဲစဲကြောင်းထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီကအပြစ်ရဲကြောင်းကြီးညာထားတော်လဲအရက်သားများရှိရာဒေသတွေကိုလေကြောင်းတိုက်ခိုက်ခြင်းစစ်ကြောင်းထိုးခြင်းများဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်စစ်ကောင်စီကအပြစ်ခတ်ရဲစဲကြောင်းစတင်ကြီးညာတဲ့ EP နှစ်ရက်ကစပြီးတိုက်ခိုက်မှု182ကြိမ်ရှိပြီးအဲ့ဒီနဲ့83ကြိမ် င်ကငလင်းပေးတင်ဒေတာတွေမှာဖြစ်ပွားခဲ့ကြောင်းကုလသမဂ္ဂလူ့ခွင့်ရေးရုံးမှာအေပိလ25ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒါအပြင်အေပိနေ့ရက်မှာ16ရက်တွင်စစ်ကောင်စီကတင်းရက်နေ့ပြန်များလင်းရင်တာမမုတ်ဒရုန်းတိုက်ခိုက်မှု6.8ကြိမ်ပြုလုပ်ပြီးအဲဒီကာလတွင်လူ105သေဆုံးခဲ့ကြောင်းကုလသမဂ္ဂလူ့ခွင့်ရေးရုံးထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။